ဘုရားမြတ်စွာလက်ထက်တော်အခါကလာတုန်းကကောလီယာတိုင်ကက်ကရပတ္တဆိုတဲ့မြို့မှာမြတ်စွာဘုရားရောက်နေတဲ့အချိန်ပိုင်းလေးမှာအဲဒီကက်ကရပတ္တကဒီကဇာနုဆိုတဲ့အမျိုးသားဥဆောင်ပြီးတော့ဘုရားမြတ်စွာထံလာရောက်ချင်းကတ်ကြတယ်သူတို့ကမြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားတပည့်တော်တို့ဟာ ကိန်းတော်ရတားမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် စီးပွားရှာလို့လူဘွားမှာချမ်းချမ်းသာသာဒီလိုနေချင်ပါတယ်။တည်တဲ့အခါမှာလည်းပဲတပည့်တော်တို့ကောင်းရာဒုက္ခတိရောက်ချင်တယ်ဗျာ။ဒီဘွားလည်းချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်မိသားစုနဲ့တိုင်းတိုင်းဝိုင်းဝိုင်းနေချင်တယ်။နောင်ဘွားမှာလည်းတပည့်တော်တို့ကောင်းရာရောက်ချင်တယ်။အဲ့ဒီလိုဖြစ်နိုင်တဲ့အခြေအနေကောင်းတွေများရှိပါသလားလို့ ရသော်ဘုရားရှောက်တော့ရသော်ဘုရားကရှိတယ်ဒီဘဝအတွက်ဟိတတုခအခြေအနေကောင်းနေတဲ့ချမ်းသာတုခကိုရစေနိုင်တဲ့အချက်၄မျိုးရှိတယ်နောင်ဘဝအတွက်လည်းပဲအခြေအနေကောင်းနေပြီးပြီးတော့ချမ်းသာတုခရစေနိုင်တဲ့အကြောင်းတရား၄မျိုးရှိတယ်ဆိုပြီးအင်္ဂုတ္တရနိကေမှာပဲမြတ်စွာဘုရားဟောထားတဲ့သုတ်တတုတ်ကိုမှတ်တမ်းတင်ထားတာရှိပါတယ် အဲ့ဒီတော့မှမြတ်စွာဘုရားကဒီဘဝအတွက်ဟိတဒုက္ခအခြေအနေကောင်းတဲ့ချမ်းသာဒုက္ခရစေတတ်တဲ့အချက်ကတော့နံပါတ်1ဥထာဏတံပရာကိုလုတ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြိုးကြိုးစားစားလုပ်ဖို့ကြိုးကြိုးစားစားလုပ်ကြရမယ်အဲ့ဒီဥထာဏတံပရာတက်တက်ကြွကြွကြိုးကြိုးစားစားလုပ်တယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားကထပ်ပြီးတော့ရှင်းထားတယ် ကြိုးစားတိုင်းရသလားလို့ဆိုတော့ကြိုးစားတိုင်းမရနိုင်ဘူးကြိုးစားတယ်ဆိုတဲ့အချက်ထဲမှာဘာတွေပါတုံးလို့ဆိုလို့ရှိရင်တက်ခလုပ်ငန်းကျွမ်းကျင်မှုရှိရမယ်အနလတဆွဲကောင်းမှုရှိရမယ်ဥပါယဝိမန္တနီးပညာရှိရမယ်ကြိုးစားမှုရှိုံတစ်ခုတည်းနဲ့တော့မရဘူး ကျိုးစားမှုဆိုတဲ့အထက်မှာအရေးကြီးတဲ့အချက်၃ချက်ပါတယ်။ရေးကြီးတဲ့အချက်၃ချက်ကလုပ်ငန်းကျွမ်းကျင်မှု ကျိုးတော့ကျိုးစားတယ်လုပ်ငန်းမကျွမ်းကျင်ဘူးမအောင်မြင်နိုင်ပါဘူး။အေးကျိုးတော့ကျိုးစားတယ်ဆွဲမကောင်းဘူးမအောင်မြင်ဘူးကျိုးတော့ကျိုးစားတယ်ဤပညာကနှိမ့်ကျနေတယ် စီမံခန့်ခွဲနိုင်တဲ့စွမ်းအားတွေမရှိဘူးဆိုလို့ရှိရင်လည်းမအောင်မြင်ဘူး။ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကမြတ်စွာဘုရားကစီးပွားရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်ဖို့နိလန်းတစ်ခုပေးထားတာပါ။ဒါမြတ်စွာဘုရားဟောတဲ့ပိဋကတ်တော်တွေထဲမှာပါတဲ့တရားပါ။လုပ်ငန်းကျွမ်းကျင်မှုဆွဲကောင်းမှုဤပညာ အဲ့ဒီ၃ရက်ပေါင်းဆက်ထားတဲ့ကျိုးပန်းအထုံမှုဆိုတာရှိရမယ်တဲ့နောက်တစ်ချက်ကအာရခတံပရာထိမ့်သိမ်းဆောင်ရှောက်မှုလောကမှာစီးပွားဥစ္စာတွေရလာလို့ငွေကြေးဒဏ်မြောင်များစွာကုန်ပစ္စည်းတွေထုံးလုံးလို့မြောင်များစွာထုံးနိုင်တယ်သို့သော် မထိန်သိမ့်ဘူးဆိုရင်အလေအလွဲ့နေများပြီးတော့စီးပွားဥစ္စာ တိုးသိမ့်တဲ့လောက်မတိုးဘူးဒါကြောင့်မလို့ထိန်သိမ့်ဖို့ဤပညာအလုံးလုံးပြီးရလာတဲ့ပစ္စည်းကိုရေเจ้าမပျက်စီးအောင်မီးเจ้าမပျက်စီးအောင်ပစ္စည်းကိုဖျက်ဆီးတတ်တဲ့ရံသမျိုး၅မျိုးတည်းကတခုခုနဲ့မှမပျက်မစီးရအောင်အလေလွဲ့မရှိရအောင် ထိမ့်သိမ့်ဆောင်းဆောင်မှုဆိုတဲ့ အရက္ခတံပရာတရားရှိဖို့လိုသေးတယ်။ဒါလည်းမြတ်စွာဘုရားကဒုတိယအချက်အနေနဲ့ခုလက်ရှိဘဝမှာကြီးပွားတိုးတက်ဖို့အတွက်မြတ်စွာဘုရားဟောတာ။ဒါလည်းအမတန်လိုအပ်တဲ့အကြောင်းတရားတစ်ခုပါ။နောက်တစ်ခုကတော့ကလျာဏမိတ်တမိတ်ကောင်းဆွေကောင်းစီးပွားရေးနဲ့ပတ်သက်ပြီးအကြံပေးမဲ့ပုဂ္ဂိုလ်အကျဉ်းစာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်အသိပညာရှိတဲ့ပုဂ္ဂိုလ် ဆွန့်လွတ်နိုင်မှုရှိတဲ့ပုဂ္ဂိုလ်ကိုယ့်ကိုယ်ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုမိကောင်းဆွေကောင်းနေလဲပဲအမတန်မှလိုအပ်ပါတယ်ဒီကနေ့ခေတ်ကြည့်စီးပွားဥစ္စာတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တိုင်းဟာဒီအခြေအနေကောင်းတွေရှိရအကယ်၍မိကောင်းဆွေကောင်းမရှိဘူးဆိုရင်ခုနကကျိုးပန်းအထုံမှုကြောင့်ပစ္စည်းဥစ္စာတွေရလာနိုင်တယ်ထိမ့်ထိမ့်သိမ့်သိမ့်ရှိတတ်လို့စွမိစောင်းမိဖြစ်လာတယ်သို့သော မိကောင်းဆွေကောင်းမရှိဘူးဆိုရင်ထူပစ္စည်းတွေဟာတဲတဲမှာရေသွန်လိုက်တယ်လို့ပဲအတုံးအဖြုံနဲ့တခါတည်းပျက်စီးဆုံးရှုံးပြီးတော့သွားနိုင်တယ်ဒါကြောင့်မို့မိကောင်းဆွေကောင်းရှိဖို့ဆိုတာအမတန်မှအရေးကြီးပါတယ်ဟောနောက်ဆုံးစည်းဝါးရေးနဲ့ပတ်သက်ပြီးတကယ့်ကိုအရေးကြီးတဲ့အချက်တစ်ခုကတော့တမစီဝိတာရလာတဲ့ စီစဉ်ဥစ္စာကိုထုတ်လုပ်တဲ့ပစ္စည်းကိုရဲ့ဝင်ငွေထွက်ငွေနဲ့ပတ်သက်လာလို့ရှင်စရင်စရာခိုင်ခိုင်မာမာထားပြီးတော့ဝင်ငွေနဲ့ထက်ဝေအမြဲတမ်းမျှမြတတာဖြစ်နေဖို့အရေးကြီးတယ်တမစီဝိတာဆိုတဲ့သဘောကဝင်ငွေနဲ့ထွက်ငွေ အမြဲတမ်းညှိပြီးတော့အခုခေတ်စီးပွားရေးပညာတွေလိုပဲ ဝင်ငွေတွေက များပြီးတော့သုံးငွေနဲနေလို့လည်းမဖြစ်ဘူးသုံးငွေတွေကများပြီးတော့ဝင်ငွေတွေကနဲနေလို့လည်းမဖြစ်ဘူးထိုနှစ်ခုကဝင်ငွေနဲ့ထွက်ငွေမြမြတတသုံးတတ်ဖို့တဲ့ဒါကြောင့်မို့ဒီကနေ့ခေတ်စီးပွားရေးပညာရပ်တွေဟာလည်းပဲဒါအဓိကထားကြတာပဲဝင်ငွေထွက်ငွေညှိပြီးတော့ဆောင်ရွက်တာဒါကြောင့်မို့ဘတ်ဂျက်စည်ရင်းတွေဘာတွေရှင်းနေဆိုတာဒီသမားစီဝိတာကိုပြောတာပါ ဝင်ငွေကဘလောက်ရှိနေတယ်ထွက်ငွေကဘလောက်ရှိတယ်လူငွေကဘလောက်ပြနေတယ်ပုံငွေကဘလောက်ပြနေတယ်ဟောမြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ခရဲဟောဒီအချက်ကြီး၄ချက်ကဒီအချက်ကြီး၄ချက်ကျိုးပန်းအထုံးမှုဆောင်းလျှောက်ထိမ့်သိမ့်အလေးလွတ်မရှိအောင် ထိမ့်သိမ့်မှုမိကောင်းဆွေကောင်းရှိမှုဝင်ငွေထွက်ငွေမြတ်မြတ်တာတာ30မှုဆိုတဲ့ ဒီအချက်ဒီ၄ချက်ဟာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘုရားဘာသာဝင်မှမဟုတ်ဘူးဒီစီကန်းချက်အတိုင်းလိုက်နာပြီးဆောင်ရွက်မယ်ကြီးအချိန်နေကောင်းနေတိုင်းစီးပွားရေးကိုဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စီးပွားရေးကတိုးတက်လာမှာပဲမတိုးတက်တောင်အများကြီးမတိုးတက်တောင်ပျက်စီးမသွားနိုင်ဘူးဒါဒီဘဝမှာကောင်းတဲ့အချိန်နေတွေနဲ့ကောင်းတဲ့ချမ်းသာဒုက္ခကိုပေးစွမ်းနိုင်တဲ့အချက်၄ချက်ပဲ။ တမလွန်ဘဝအတွက်ကတော့တမလွန်ဘဝအတွက်ဆိုတာဒီဘဝကလုတ်တဲ့ဟာပါအဲဒီတမလွန်ဘဝအတွက်ရှိတဲ့ရှိလိုက်တဲ့အည်သွေးတွေကတော့တခြားမဟုတ်ဘူးဓမ္မနဲ့ပတ်သက်တဲ့အသိဉာဏ်ခုနကပြောခဲ့တဲ့လူလို့ဖြစ်လာလို့ရှင်စီးပွားရှာတတ်တဲ့မျက်စိရှိရကိုချင်းတရားနဲ့ပတ်သက်တဲ့သိတဲ့မျက်စိရှိရမယ်ဒီနှစ်ခုရှိရမယ်ကိုချင်းတရားနဲ့ပတ်သက်လာလို့ရှိရင် နံပါတ်၁ကိုချင်းတရားကောင်းရမယ်လို့ဆိုလိုတယ်ကိုချင်းတရားကောင်းရမယ်နံပါတ်၂ယုံကြည်ချက်ရှိရမယ်ယုံကြည်ချက်ဆိုတာဘာသာတရားနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာရဲ့ဒီနေရာမှာတော့မြတ်စွာဘုရား ဟောထားတဲ့တရားတွေမှာဘုရားမြတ်စွာရဲ့မှန်ကန်စွာသိတဲ့အသိဉာဏ်ကိုလက်ခံယုံကြည်လို့မြတ်စွာဘုရားတွင်တင်ဆုံးမသမျှကို လေးစားလိုက်နာမှုယုံကြည်မှုရှိရမယ်ယုံကြည်မှုရှိသလိုကိုချင်းတရားကောင်းရမယ်နံပါတ်3စွန့်လွတ်နိုင်မှုရှိရမယ်လူဟာမိမိရလာတဲ့အခွင့်အရေးကိုကိုကဆိုဆိုင်တီနဲ့နေတာဖြစ်တော့ကြောင့်ရလာတဲ့အခွင့်အရေးတစ်ခုကိုကိုတယောက်တည်းမသုံးပဲကိုတယောက်တည်းမခံစားပဲမိမိပတ်ဝန်းကျင်နဲ့ညဝေခံစားတတ်ဖို့ဒါကိုစာကတံပရာလို့ခေါ်တယ် ကိုရလာတဲ့အခွင့်အရေးတွေဟာကိုနဲ့တန်းတူဘယ်အခွင့်အရေးကိုမှကိုတယောက်တည်းကိုတိမ့်ပိုက်ထားတာမျိုးမရှိပဲအားလုံးလောက လူသားတွေနဲ့မျှဝေခံစားတတ်တဲ့စာကတံ္မာမျိုးရှိရမယ်နောက်တစ်ခုကပညာအကြောင်းအကျိုးအကောင်းဆိုးခွဲခြားသိတာကအစလောကမှာရှိတဲ့တဘာဝတရားတွေဟာဘယ်ဟာမှမမြဲဘူးဆိုတာကိုသိရှိနားလည်ထားတဲ့ပညာမျိုး ဲ့တော့အချင်းချုပ်ပြောလိုက်လို့ရှိရင်တတ္ထာတံ္ဗရာယုံကြည်မှုရှိရမယ်သီလတံ္ဗရာကိုချင်းတရားနဲ့ပြည့်စုံရမယ်သာဃတံ္ဗရာမျှဝေခံစားဖို့ကိုယ့်ရဲ့ကိုယ်ပိုင်တဲ့ပစ္စည်းကိုစွန့်လွတ်ပြီးအများနဲ့မျှဝေခံစားနိုင်မှုစွန့်ကြဲတတ်မှုရှိရမယ်ပညာတံ္ဗရာအသိပညာရှိရမယ်လို့ဟောဒီ အကြောင်းတရား၅ပါးဟာဒါအကြောင်းတရား၄ပါးဟာဟိတ္တကောင်းကျိုးချမ်းသာတွေကိုဖော်ဆောင်ပေးနိုင်တဲ့အခြေအနေကောင်းတွေလို့ခေါ်တယ်။အဲ့ဒီအခြေအနေကောင်း၄မျိုးရှိနေလို့ရှိရင်ဒုက္ခလို့ဆိုတဲ့အရာရာမှာအစဉ်ပြေမှု ကိုချမ်းသာမှု စိတ်ချမ်းသာမှုဆိုတာတွေဖြစ်ပေါ်လာမှာပါ။ဟိတ္တမရှိဘဲဒုက္ခဆိုတာမရနိုင်ပါဘူး။ ဟိတမရှိဘဲနဲ့ဒုက္ခဆိုတာမတည်မြဲပါဘူး။ဒါကြောင့်မို့ဒီစကလုံးနှစ်ခုဟာအမြဲတမ်းတွဲပြီးတော့ဘုရားမြတ်စွာတရားတွေထဲမှာလာတယ်။ဟိတာယဒုက္ခာယခြေနေကောင်းနေရှိရမယ်။ထိုခြေနေကောင်းနေကြောင့်ဖြစ်ပေါ်လာမဲ့ချမ်းသာဒုက္ခတွေရရှိနိုင်တယ်လို့ဒီလိုဘုရားမြတ်စွာရဲ့ပိဋကတ်30နိကေ5ပြတပည့်ခန္ဓာထဲမှာလောကလူဘဝရရှိလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်း လိုက်နာကျင့်သုံးရမယ်အချက်တွေအများပြားဖော်ပြထားတာတွေ့ရလို့ဘုရားဘာသာဝင် သူတော်စင်တွေအနေနဲ့ဘုရားဟောတဲ့တရားအတိုင်းလိုက်ပြီး စီးပွားရေးကိုဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်စီးပွားဘက်ကလည်းတိုးတက်နိုင်ပါတယ်လူမှုရေးဘက်ဆောင်ရွက်ကြမယ်ဆိုရင်လည်းလူမှုရေးဘက်ကတိုးတက်ကြတယ်တော်တော်များများကဘုရားမြတ်စွာရဲ့ဘုရားဘာသာဝင် ဖြစ်ပေမဲ့လို့ ဘုရားဟောကြားတဲ့တရားနဲ့ပတ်သက်လာလို့ရှိရင်အစင့်မြင့်တဲ့ဘက်ကိုတည်ပြီးတော့ကြည့်ပြီးတော့မြတ်စွာဘုရားအနိစ္စဒုက္ခအနတ္တစသဖြင့်ဟောတယ်တန်တရားညီငွေဖို့ရာဟောတယ်ဆိုဒုက္ခသစ္စာလေးပါးထဲမှာဆိုရင်ဒုက္ခဒုက္ခသမှုတွေရဆင်းရဲမှုကိုဥတီဟောတာဟောတယ်ဆိုတော့မြတ်စွာဘုရားရဲ့တရားကိုတချို့အထင်မြင်လွဲတဲ့ pessimism လို့အဆိုးမြင်ဝါဒလို့ဒီလိုတော့အထင်မြင်လွဲကြတာရှိတယ် မဟုတ်ပါဘူးတန်တရာဟုတ်ကလွတ်မြောက်ဖို့အတွက်တွေ့တာမှုကိုပယ်ဖို့ရာကဒီနီးလမ်းပဲရှိပါတယ်တန်တရာထဲမှာအစင်တပြေနေဖို့ရာအတွက်မြတ်စွာဘုရားဟောထားတဲ့တရားတွေမြောင်းများစွာရှိတယ်လူမှုရေးနဲ့ပတ်သက်လာလို့ရှိရင်လေမြတ်စွာဘုရားဟောထားတာသင်္ကာလဝါရတုံးမှာအလုံးရှင်နဲ့အလုံးသမားဆက်ဆံရေးမိသားစုအတွင်းဆက်ဆံရေးတဦးနဲ့တဦးပေါင်းသင်းဆက်ဆံရေးဆိုတာတွေမြတ်စွာဘုရားဟောထားတယ် ခုနစီးပွားရေးနဲ့ပတ်သက်တဲ့အချက်လက်တွေဟာကြီးပွားထုတ်တဲ့နေတဲ့ပုဂ္ဂိုလ်တွေကြီးပွားထုတ်တဲ့နေတဲ့နိုင်ငံတွေကြီးပွားထုတ်တဲ့နေတဲ့ကုမ္ပဏီတွေမြတ်စွာဘုရားဟောတဲ့တရားကိုမသိတော်လဲပဲမြတ်စွာဘုရားဟောထားတဲ့အချက်လက်တွေနဲ့ပြည့်စုံတယ်လို့ပြောနိုင်ပါတယ်သူတို့မှာဥထာဏသမ္မာရှိတယ်လုပ်ငန်းကျွမ်းကျင်တယ်ဤပညာကောင်းတယ်စူးစမ်းတယ် ဟောဒီအချက်နဲ့တည်းကညင်းလို့မရတဲ့အချက်လက်တွေပဲသူတို့မှာအာရခတံ္မာရှိတယ်အလေလွဲ့မရှိအောင်ထိန်းနှက်သိမ့်နှက်တယ်မိကောင်းဆွေကောင်းတွေရှိတယ်စီးပွားရေးအကြံပေးမဲ့ပုဂ္ဂိုလ်တွေအကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေဟောတမဇီဝိတာလို့ဆိုတဲ့ဝင်ငွေထွက်ငွေစီးပွားရေးကြံ့ကျင်တဲ့ပညာရှင်တွေဒီအချက်နဲ့တည်းနဲ့ပြည့်စုံလို့စီးပွားရေးတိုးတက်တာပါ ဗုဒ္ဓဟောကြားတဲ့အတိုင်းသာလိုက်နာဆောင်ရွက်ကြမယ်ဆိုရင်လောကမှာစီးပွားရေးဘက်ကလည်းစီးပွားရေးတိုးတက်နိုင်ပါတယ်။လူမျိုးရေးဘက်ကလည်းပြဿနာတွေနည်းနိုင်သမျှနည်းပြီးတော့အဆင်တပြေဖြစ်နိုင်ပါတယ်။ကောင်းတဲ့အခြေအနေတွေခြေနေကောင်းတွေအကြောင်းတရားတွေကိုမြတ်စွာဘုရားဟောထားတယ်။အပရိဟာနိယတရားမပြတ်စည်းဝေးပါညင်ညင်ညွတ်ညွတ်စည်းဝေးပါညင်ညင်ညွတ်ညွတ်စည်းဝေးပြီးဆုံးဖြတ်ပါ ဆုံးဖြတ်ချက်အတိုင်းတဏှီတဲ့အကောင့်ထဲပေါ်ပါဆိုတာအခြေခံထားပါ နောက်ဓမ္မပဒမှာကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကနာဟိဝေရဏဝေရဏိတမန္တိဒကုရသနအဝေရဏသတမန္တိဧတဓမ္မောတဏန္တနောငြင်းချမ်းတဲ့ဤဟာမေတ္တာတို့တရားသာဖြစ်တယ်လို့ဟောဓမ္မပဒမှာမြတ်စွာဘုရားဟောထားတာရှိပါတယ်ဘုရားမြတ်စွာဟောထားတဲ့တရားဓမ္မအတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်ကဘာကြီးကလည်းငြင်းချမ်းသွားမှာပါ စီးပွားရေးတိုးတက်မှုလည်းဖြစ်နိုင်တယ်။ကဘာကြီးငြိမ်းချမ်းမှုလည်းဗုဒ္ဓတရားတော်ကဖော်ဆောင်ပေးနိုင်တယ်။စီးပွားရေးလူမှုရေးအားလုံးအဆင်ပြေဖြစ်ပြီးတော့ငြိမ်းချမ်းတဲ့ကဘာကြီးတစ်ခုဖန်တီးနိုင်ဖို့အတွက်ဗုဒ္ဓမြတ်စွာ ဟောထားတဲ့တရားဒေသနာတော်တွေရှိပါတယ်။သို့သောဒီအခြေခံတရားတော်ဒေသနာတွေကိုဘုရားဘာသာ အများစုကသိပြီးတော့မသိကြဘူးအထူးသဖြင့်မြန်မာလူမျိုးတွေတဲက ဖရာတရားတော်တွေဟာလောကုတ္တရာတရားတွေပဲဘုန်းကြီးစာတွေပဲတို့နဲ့သိပ်မဆိုင်ဘူးလို့ဒီလို စီးပွားရေးဘက်မှာဖရာတရားတော်အတိုင်းအသုံးချရမယ်ဆိုတာအမြဲတမ်းအတိနေကြပါတယ်အတိတဲ့ပုဂ္ဂိုလ်ရှိတော်မှာတချို့ကမတိယုံနေမကဘူးမြတ်စွာဘုရားဒီဗုဒ္ဓဘာသာတရားတော်တွေအတိုင်းလုံးလို့ရှိရင်စီးပွားရေးမတိုးတက်နိုင်ဘူးလို့တောင်းဒီလိုထင်တာရှိတယ်ခွန်ကြီးတို့ 2000ပြည့်နှစ်ကဘုန်းကြီးတို့စီမှာလာပြီးတော့ PhD thesis ကိုရီးယားဘိက္ခုနီ အမျိုးသမီးတဦးဟာဘုန်းကြီးတို့စီလာအကူအညီတောင်းပြီးတော့ PhD thesis လာလောက်သွားတာရှိပါတယ်။အဲသူနဲ့စကားဆက်မိလို့ပြောတော့သူတို့ကိုရီးယားမှာတဲ့ဒူတော်တော်များများအမြင်ရှိတယ်။ဘုရားဘာသာဖြစ်လို့ရှိရင် တိုင်းပြည်မကြီးပွားနိုင်ဘူးလို့တော်တော်အမြင်ရှိကြတယ်။အဲ့ဒီအမြင်ကဘုရားတရားတော်ကို မသိလို့သူတို့ကဘာကိုချီတုံးလို့ဆိုလို့ရှိရင်ပါဏာတိပါတာဝိရမဏိသူ့တိုက်ကိုမသားရဘူးသူ့ဥစ္စာမခိုးရဘူးစသဖြင့်ငါဘာသီလကိုမလုပ်ရဘူးမလုပ်ရဘူးရှောင်ရမယ်ဆိုတာတွေကိုကြည့်ပြီးတော့လောကကြီးမှာဓာတ်တွေရှောင်းနေလို့စီးပွားရေးလုံးလို့မဖြစ်ဘူးလို့တိတ်လို့ယူဆကြတာရှိပါတယ် ကမန်စည်းပွားဖြစ်နိုင်တဲ့နီလန်းတွေအများကြီးရှိတယ်။မြတ်စွာဘုရားကမလုပ်ရဘူးလို့ပြောတဲ့ဟာကဝါရိတ္တ။လုပ်ရမယ်လို့ပြောတာကစာရိတ္တ။ဝါရိတ္တသီလနဲ့စာရိတ္တသီလနှစ်မျိုးရှိတယ်။မလုပ်ရဘူးဆိုတာတွေဒါရှေ့တန်းတင်ပြီးတော့လုပ်ရမယ်ဆိုတာတွေကြတော့မေ့ထားကြတယ်။အဲလုပ်တဲ့နဲ့ဆိုခုနကြည့်အရခသမ္မရာဥဋ္ဌာဏသမ္မရာလုံလောက်ဝိရိယရှိရမယ်။ အရခသမရာထိမ့်သိမ်းဆောင်ရှောက်မှုနဲ့ပြည့်စုံရမယ်။ကလျာဏမိတ္တတာမိကောင်းဆွေကောင်းတွေရှိအောင်ကြိုးစားရမယ်။တမစီဝိတာ ဝင်ငွေထွက်ငွေမြတ်တအောင်သုံးစွဲတတ်ရမယ်ဆိုတဲ့ဒီအခြေအနေကောင်းတွေလောက်ရမယ်ဆိုတာတွေနဲ့ပတ်သက်လာလို့ရှင်မိထားကြတယ်။အဲ့ဒါကြောင့်မို့လို့ဘုရားတရားတော်ပေါ်မှာတချို့ကယနေ့ကဘာမှာအထင်မြင်လွဲနေတာလေးတွေရှိတယ်ဆိုတာသိရတယ်။ ခွန်ကြီးတို့မြန်မာနိုင်ငံမှာဘုရားဘာသာအများစုဟာခုနပြောတဲ့အတိုင်းလောကုတ္တရာစာတွေဘုန်းကြီးစာတွေလောကီကိစ္စနဲ့မဆိုင်ဘူးလို့ဒီလိုယူဆချက်တွေအများကြီးရှိနေပါတယ်။တကယ်ကအဲ့လိုမဟုတ်ပါဘူး။ဘုရားမြတ်စွာရဲ့တရားတော်တွေမှာနှစ်ပိုင်းရှိတယ်။တစ်ပိုင်းကတန်တရားထဲမှာဘဝတစ်ခုအနေတစ်ခုဘဝတစ်ခုရလာတဲ့အခါမှာအခြေအနေကောင်းနေဖြစ်ပေါ်စေပြီးတော့ချမ်းချမ်းသာသာ လူဘဝတစ်ခုဖြတ်သန်းနေထိုင်သွားဖို့တန်တရာတန်တဘဝကနေပြီးနောက်တဘဝလဲပတ်တဲ့အခါမှလည်းပဲတန်တရာလဲတဲ့အခါမှလည်းပဲချမ်းချမ်းသာသာဒီလိုဖြစ်ဖို့အခြေအနေကောင်းတွေကိုမြတ်စွာဘုရားကဟောကြားထားတာဖြစ်ပါတယ်နောက်ဆုံးမြည်သည့်ဘာသာတရားမှမပါတဲ့လုံးဝဒုက္ခတွေခြုံငိမ့်ရာကိုချင်းတရား အသိပညာတရားကိုလည်းမြတ်စွာဘုရားကဟောထားတယ်။အဲ့ဒီတရားကဘာလဲလို့ဆိုလို့ရှိရင်ဝိပဿနာချင်းစဉ်တရားပါပဲ။ဒါကလူလောကလူရဲ့လို့ဖြစ်လာတဲ့အခါဘဝပေါ်မှာ တွေ့တာမှုဆိုတာရှိကြတယ်။မိမိဘဝကို တွေ့တာတယ်။မိမိဘဝကိုတွေ့တာသည့်အတွက်ကြောင့်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတွေ့တာတယ်။အဲ့တော့သူအတွေ့တာသည် ကိုယ်ဘဝကိုလည်းတွေ့တာတယ်ပတ်ဝန်းကျင်ကိုလည်းတွေ့တာတယ်အဲ့ဒီအတွေ့အတာတွေကဘာကိုဖြစ်စေတယ်လဲလို့ဆိုရင် worry လို့ဆိုတဲ့စိုးရိမ်မှုတွေတောကတွေကိုဖြစ်စေတယ်အတွေ့အတာရှိတဲ့နေရာမှာစိုးရိမ်မှုဆိုတာပေါ်လာအတွေ့အတာမရှိရင်စိုးရိမ်မှုမရှိပါဘူးကိုယ်မပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုပေါ်မှာမြည်လူးမှတောကမဖြစ်ပါဘူးကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုပေါ်မှာဒါတောကဖြစ်တယ် ကိုယ်နဲ့မသိတဲ့လူတယောက်ပေါ်မှာတောကမဖြစ်ပါဘူးကိုယ်နဲ့သိတဲ့ပုဂ္ဂိုလ်ပေါ်မှာဒါတောကဖြစ်တာအဲ့တော့တောကလို့ဆိုတဲ့ worry ဟာတွေ့တာမှုပေါ်မှာအခြေခံတယ်အဲ့တော့တောကရှိနေသေးသမျှညီလူမှစိတ်ချမ်းသာမှုဆိုတာအပြည့်အဝမရနိုင်ပါဘူးစိတ်ချမ်းသာမှုအပြည့်အဝရခြင်းလို့ရှိရင်တောကလို့ဆိုတဲ့ ဒီတရားကိုဖယ်ရှားပြရမှာဖြစ်ပါတောကဆိုတဲ့တရားဟာလည်းပဲအတွေ့အတာမဖယ်ရှားဘဲနဲ့တောကကိုဖယ်ရှားဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးတွေ့တာမှုကိုဖယ်ရှားမှာဖြစ်ပါတယ်ဒါဖြင့်တွေ့တာမှုကိုဖယ်ရှားဖို့အတွက်မလုပ်ရမလဲဆိုရင်တဘာဝတရားတွေကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမြင်တဲ့တမ္မာဒသနဆိုတဲ့တမ္မာဒိဋ္ဌိလို့ဆိုတဲ့ right understanding ဆိုတဲ့ထူးခြားတဲ့အသိဉာဏ်တစ်ခုရှိရမယ် အဲ့ဒီထူးခြားတဲ့အသိဉာဏ်ဝိပဿနာဉာဏ်လို့ခေါ်တာပါမှန်ကန်တဲ့အမြင်ရှိရတဘာဝတရားတွေကို သူ့အတိုင်းမြင်တာတမ္မာဓတနာမှန်ကန်တဲ့အတိုင်းမြင်ရမယ်ဆိုပါစို့အဘိဓမ္မာတဘာဝတရားတွေကဒါကိုရှင်းပြတာပါဒါတန်တရားဝတ်ကလွတ်ဖို့အတွက်လမ်းကြောင်းပဲလူဆိုတာငါရဲ့သူ့ရဲ့တကယ်ဆန်းစစ်ကြည့်လိုက်လို့ရှင် မရှိဘူးယုံနဲ့နာနှမျိုးသာရှိတယ် အကြံဉာဏ်ပြောပဲဆိုရင် လူမှာရုပ်ခန္ဓာကိုယ်ကြီးရှိတယ်စိတ်ဆိုင်ရှိတယ် body နဲ့ mind ပေါ့အဲ့ဒီနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားမှုတွေဖြစ်ပေါ်နေတယ်အဲ့ဒီနှစ်ခုစလုံးဟာဆိုင်ရဆိုင်ရအကြောင်းတရားတွေပေါ်မှာတီးနေတာ ဖြစ်တဲ့အတွက်ကြောင့် body လို့ဆိုတဲ့ရုပ်တရားကလည်းတစ်ခုတည်းမဟုတ်ဘူးအစုအဝေးနဲ့ပေါင်းစပ်ထားလို့ဖြစ်နေတာ မိုင်းလို့ဆိုတဲ့နံတရားကလည်းတခုတည်းမဟုတ်ဘူးစုပေါင်းပြီးတော့ဖြစ်ပေါ်နေတဲ့အရာတစ်ခုဖြစ်တယ်ဒီယုတ်တဲ့နံဒီနှစ်ခုသည်အပြန်အလှန်ဆက်သွယ်ပြီးတော့လူတွေမှာလှုပ်ရှားမှု ဖြစ်လာပြီးယောက်ျားသရံမိန်းမသရံတတ္တဝါသရံဒီလိုထင်မြင်နေရထင်မြင်နေသည့်အတွက်ကြောင့် ဒါကငါလို့ထင်တယ်ဒါကသူလို့ထင်တယ်ဒါကယောက်ျားလို့ထင်တယ်ဒါကမိန်းမလို့ထင်တယ်ဟောဒီအထင်အမြင်တွေဟာတကယ်ထင်တဲ့အတိုင်းဟုတ်ကလားလို့တဘာဝတရားနဲ့ကြည့်လိုက်လို့ရှိရင်တဘာဝအတိညာနဲ့ကြည့်လိုက်လို့ရှိရင် တကယ်ထင်တဲ့အတိုင်းမဟုတ်ပါဘူးသူတို့ဟာယုတ်တရားဟာယုတ်တရားတက်တက်ပဲဖြစ်ပါတယ်ငါလို့ပြောစရာမရှိပါဘူး နန္တရားဟာလည်းနန္တရားတက်တက်ပြတာဖြစ်ပါတယ်ငါလို့ပြောစရာမရှိပါဘူးရုပ်နဲ့နာနဲ့နှစ်ခုခွဲထားလိုက်မယ်ဆိုလို့ရှိရင်လှူရှားမှုလို့ပြောဆိုမှုလို့ဒါတွေကအကုန်လုံးရပ်တော့မှာဖြစ်ပါတယ်အဲ့ဒါလို့ရုပ်နဲ့နာကို ခွဲခြားပြီးတော့သိမြင်လာတာဟာနာမရူပပြိစေရညာ analytical knowledge of mind and matter လို့ခေါ်တယ်အဲ့ဒီအသိဉာဏ်ဟာ အဘိဓမ္မာကိုလေ့လာခြင်းဖြင့်အဲ့ဒီအသိဉာဏ်အခြေခံတွေကိုရနိုင်တယ်။ထိုမှတဆင့်လက်တွေ့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်သုံးခြင်းဖြင့်လူဆိုတာတကယ်ကအခေါ်ဝေါ် concept အယူဆတရားသာဖြစ်တယ်။တကယ်ကတော့အသေးစိတ်တစ်ခုစီခွဲခြားကြည့်လိုက်မယ်ဆိုလို့ရှင်လူဆိုတာမရှိတော့ဘူး။ယုတ်တရားနန္တရားတက်တက်မြတာဖြစ်တယ်လို့ဟောရလို့မြင်သွားတာဟာဒါတမ္မာဒသနာမှန်ကန်တဲ့အမြင်လို့ခေါ်ပါတယ်။ မိတ္တိမဲ့မှာနာမရူပနာယာထာဝဒသနံဒိဋ္ဌိဝိတ္တိနာမနာယုတ်တွေကို သူအရှိတိုင်မြင်တာဟာဒိဋ္ဌိဝိတ္တိမှန်ကန်တဲ့အမြင်ဖြူစင်တဲ့အမြင်လို့ခေါ်ပါတယ်အဲ့ဒီဖြူစင်တဲ့အမြင်မှန်ကန်တဲ့အမြင်ကိုအခြေခံလိုက်လို့ရှိရင်ဒီယုတ်တရားနံတရားတွေဟာဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုသိမြင်တဲ့ပိစယပရိက္ခဉာဏ်တွေဖြစ်လာနိုင်တယ် နာမရူပပြိစေရညာနဲ့ပိစယပရိကခညာနှစ်ခုအခြေခံပြီးတော့ဆက်ပြီးလက်တွေ့ကျင့်သုံးသွားလိုက်မယ်ဆိုရင် မမြဲတဲ့သဘာဝတွေအစင်သာဝရပြောင်းလဲနေတဲ့သဘာဝတွေသင်္ခါရတရားတွေရဲ့ဒီမတည်မြဲတဲ့အာကိုးစရာမရှိတဲ့အခြေအနေမျိုးတွေကိုမြင်လာလို့ရှင်ခုနပြောတဲ့ attachment လို့ခေါ်တဲ့တွေ့တာမှုဟာရောကြလာမှာဖြစ်ပါတယ် တတမှုတွေရောကြလာသွားတာနဲ့တပြိုင်တည်း worry ဆိုတဲ့တောကတွေလည်းရောကြသွားမှာဖြစ်ပါတယ်။တောကတွေရောကြသွားတာနဲ့တပြိုင်တည်းငြိမ်းချမ်းတဲ့စိတ်ချမ်းသာမှုငြိမ်းချမ်းတဲ့သဘာဝလေးဟာပြန်ပြီးတော့ပေါ်လာမှာပါ။အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဒုတိယပိုင်းအနေနဲ့ဟောတဲ့တန်တရာဝကထွမြောက်ထွမြောက်ရာလမ်းဆိုတာဝိပဿနာကျင့်စဉ်ဖြင့်မေစီမာပฏิပဒါလို့ခေါ်တဲ့ right understanding မှန်မှန်ကန်ကန်နားလည်ခြင်းထို့မှန်မှန်ကန်ကန်နားလည်ခြင်းဆိုတဲ့အခြေအနေကိုရောက်အောင် right thought မှန်မှန်ကန်ကန်စဉ်းစားတတ်ခြင်းဆိုတဲ့တမာသင်္ကပ right effort ဆိုတဲ့တမာဝါယမမှန်မှန်ကန်ကန်နိလန္တကြစနစ်တကြကြိုးပမ်းအထောက်ခြင်းတမာတတိ right mindfulness လို့ခေါ်တဲ့မှန်ကန်စွာတတိယမှုနဲ့တမာတမာတိ right concentration လို့ခေါ်တဲ့အာယုန်တစ်ခုတည်းပေါ်မှာမှန်ကန်တဲ့နီလန်းချင်းစူးစိုက်ခြင်းလို့ဆိုရဲဒီမက်ခင်၅မျိုးဥဆောင်ပြီးတော့လုပ်သွားလို့ရှင် right understanding ဆိုတာပေါ်လာမှာဖြစ်ပါတယ်သူ right understanding ကသာလျှင်တန်တရာထဲမှာဖြစ်ပေါ်လာစေတတ်တဲ့ကိလေသာဆိုတဲ့အကြောင်းတရားတွေကံကို support လုပ်နေတဲ့ကိလေသာဆိုတဲ့အကျိုးတရားတွေအကြောင်းတရားတွေ ဒါတွေကိုဖယ်ရှားပြစ်နိုင်မှာဖြစ်ပါတယ်ကိလေသာဆိုတဲ့အဆိုးတရားတွေဖယ်ရှားပြစ်လိုက်ခြင်းဖြင့်ကောင်းကံဆိုးကံဆိုတာတွေဟာလည်းပဲအကျိုးပေးနိုင်တော့မှာမဟုတ်တော့ပါဘူးထိုကံတွေအလုံးအကျိုးမပေးနိုင်တော့ဘူးဆိုလို့ရှိရင်နောက်ဆုံးအเจ้าတွေပြတ်သွားရင်ဒုက္ခတွေဟာအကုန်လုံးခြုံငိမ့်ပြီးတော့ရဆိုင်သွားမှာဖြစ်ပါတယ်ဒါကိုပဲသာဝရငိမ့်တဲ့အငိမ့်တဲ့နိဗ္ဗာန်လို့ရသော်ဘုရားကဒုတိယပိုင်းမှာဟောတာပါ နောက်ဆုံး တန်တရားထဲမှာနေရင်ချမ်းသာဒုက္ခရနိုင်တဲ့နိလန်းတွေနောက်ဆုံးမှာထိုချမ်းသာဒုက္ခရတဲ့ဆိုတောင်းအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဒီဒုက္ခတွေကမလွတ်နိုင်ဘူးအဲ့ဒီအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဒီဒုက္ခတွေလွတ်မြောက်ရဖြစ်တဲ့မဂ်ကင်ရှိပါအကျင့်တရားကျင့်သုံးပါသာလင် လောကမှာရှိတဲ့ပြဿနာမျိုးစုံကလုံးဝချုပ်ငြိမ့်ပြီးလွတ်မြောက်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုအလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တို့ဒီဗုဒ္ဓမြတ်စွာဟောထားတဲ့ မြတ်ဗုဒ္ဓဒေသနာနဲ့ယနေ့ကဘာအကျိုးပြုနိုင်ပုံကိုအာလုံးမှတ်သားပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူတဲ့တရားအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း